အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ်ဆိုတော့အဲကပတ်ဖလာပြိုင်ပွဲရဲ့အဲပွဲစဉ်တစ်ပွဲလေးကိုတင်ဆက်ပေးသားဖြစ်ပါတယ်အဲဒီပွဲလေးမှာတော့အဲဝီယီနဲ့ SC Fan ကိုတို့ကစားခဲ့ကြတဲ့ကစားပွဲလေးတစ်ပွဲဖြစ်ပါတယ်အဲဝီယီကတော့ Rating 2958ရှိပြီးတော့ SC Fan ကိုကတော့ Rating 2626ဖြစ်ပါတယ် ဒီပွဲလေးကအဲဒါတိုက်ဘရိတ်ပွဲရဲ့ဒုတိယမြောက်ပွဲပေါ့နော်အဲသူတို့နေရာက classical ပွဲနှစ်ပွဲကစားတယ်အဲ့ဒီမှာတည်ကြတယ်တရားတစ်ပွဲတည်ကြတယ်ပေါ့နော်တည်ကြပြီးတော့မှအဲတိုက်ဘရိတ်ပွဲ rapid ပွဲကစားတယ်ပေါ့နော် rapid ပွဲ15 30မှာလည်းပထမအဆုံးပွဲမှာတည်ကြခဲ့တယ်အခုဒီနေ့ကျွန်တော်သုံးသပ်ပေးမယ့်ပွဲကတော့ဒါဒုတိယပွဲလေးဖြစ်ပါတယ်အဲဒီဒုတိယပွဲလေးမှာတော့ဝီကအဖြူကစားကိုကဲဆောင်มาဖြစ်ပြီးတော့အမေရိကန်ရုပ်ကိုတော့ Andre SC Fanco က ကန်ဆောင်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ပွဲလေးစလိုက်မယ်ပေါ့နော်ပွဲမှာတော့ကျွန်တော်အဖြူကနေပြီးတော့ဝိရီကနေပြီးတော့ e4 တက်တယ်ပေါ့နော် e4 မှာအမဲကနေပြီးတော့ sc5 ကို e5 နဲ့ပြန်ပြီးတော့ပြန်တယ် knight f3 knight c6 အဲ့ NICC မှာ Bishop C4 အဲ့တော့ကျွန်တော် Italian game ပေါ့နော် Italian game ကိုမှအဲဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အမဲရနေပြီးတော့ main move အနေနဲ့ဆိုလို့ရှိရင်အဲ Knight F6 တွေ Bishop C5 တွေရှိတယ်အဲ့ဒီမှာမှ Asifan ကိုက Bishop C5 ကိုရွေးချယ်ခဲ့တယ်ပေါ့ Bishop C5 မှာ C3 အဲဒါ Jacobiano game ရဲ့ main line ပေါ့နော် main line လေးဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာအမဲရလည်းဗာပြန်ရှိခဲ့တယ်ဆိုရင် Knight F6 လာတယ် Knight F6 မှာ D3 D3 မှာ A6 အဲ့တော့ Bishop အဲ if you g5 တွေပါမလာနိုင်အောင်ချိုးပြီးတော့တားထားတယ်ဗောနော်အဲ့မှာ b4 တက်တယ် bishop ကိုမောင်းတယ်မောင်းတဲ့အခါမှာ bishop b6 ကိုရှောင်းတယ် a4 ထပ်တက်တယ် a4 ရဲ့ idea ကတော့လည်းကြောက်စင် a5 နဲ့ bishop ကိုဖမ်းမယ်အဲ့တော့ကြောင့်ဒီနေရာမှာ sc5 ကိုကဘာပဲရှိခဲ့လဲဆိုရင် a6 လေးပဲပြန်ပြီးတော့ရွှေ့ခဲ့တယ်ပြီးတော့အဲ bishop ရဲ့လမ်းကြောင်းလေးပေးထားတယ်ဗောနော် bishop a7 လေးပေးထားတယ်အဲကြောင့်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင်အဖြူကဒီနေထားမှာဘာရှိခဲ့လဲဆိုလို့ဆိုရင် castle နဲ့လောက်ခဲ့တယ် ်ကက်စလင်မှာအမဲကလည်း d6 ပေါ့နော် d6 ကတော့ဒါသူ့ရဲ့ဒီမထုတ်ကတည်တဲ့ bishop ရဲ့လမ်းကြောင်းလေးကိုဖွင့်ပေးထားတယ်ဒီ bishop ဒီ bishop e6 တို့မဟုတ် bishop အာ bishop e6 တို့မဟုတ် bishop g4 တို့ပါလာပြီးတော့အဲကစားမယ်ပေါ့နော်ဒီလိုထွက်လာမယ်ပေါ့အဲ့တော့အဖြူကလည်းဗာပြန်ရွှေ့ခဲ့လဲဆိုလို့ရှိရင် knight b2 မထုတ်ကတည်တဲ့ကစားကောင်တစ်ကောင်ကိုအပြင်ထုတ်လာတယ်ပေါ့အဲ gaslin လို့တယ် gaslin မှာအာ bishop b3 ဒီ bishop b3 ရဲ့ idea ကတော့ မလို့ကျနော်လဲဆိုလို့ရှိရင် bishop ကဒီ diagonal လေးမှာ line ကောင်းတယ်အဲ့ဒီ line ကောင်းတာလေးပြန်ထိန်းထားတယ်နောက်တစ်ခုကကျတော့ဒီ c4 square လေးကို knight အတွက်ပေးထားတယ်ဗောနော် knight c4 ဝင်ပြီးတော့အဲ bishop နဲ့အဲဒီ bishop မှာရှိတဲ့ bishop နဲ့လဲကစားလို့ရရင်လဲကစားမယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ knight d2 မှာရှိတဲ့ knight ဒီ c4 ရောက်လို့ဆိုရင်ပို့ပြီးတော့အဲနေရာကောင်းကိုရောက်မယ် center နဲ့ပို့ပြီးတော့နေတယ်ဗောအဲ့တော့ဝေးရအဲ knight နဲ့ b2 ရှိတဲ့အချိန်မှာ andreas c4 ကဘာရှိကလေး rook e8 ရထားလေးပဲထုတ်ထားတယ်ဗော အဲ့ကျွန်တော် nice 4လာတယ် bishop a7 bishop လေးပြန်ချောင်းလာတယ်အဲ့တော့ဘာလို့လဲဆိုတော့ဒီ bishop ရဲ့ diagonal ကြီးကလည်းဒီမှာပြောမယ်ဆိုလို့ဆိုရင်ကောင်းတယ်ပေါ့နော်ပြောမယ်ဆိုရင် knight နဲ့ layer ကမတန်ဘူးပေါ့မတန်တဲ့ကြောင့်အဲဒီမှာ bishop ကိုပြန်ပြီးတော့ရှောင်းထားတယ်အဲ့တော့ bishop e3 ဒီ shape ကကောင်းတယ်ဘာကြောင့်လဲဆိုလို့ဆိုရင်ဒီ a7 ရဲ့ a7 မှာရှိတဲ့ bishop ရဲ့ diagonal ကကောင်းတာဖြစ်တဲ့ကြောင့်ဒီကောင်းတဲ့ bishop နဲ့လဲပြီးတော့ကစားမယ်အဲ့တော့ bishop e6 ပြန်လာတယ် bishop e6 မှာ bishop ရဲ့ a7 rotate a7 စားတယ် အဲဆတော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုတော့ rook e1 ရေဟာလေးကိုထုတ်ထားတယ်အဲ rook a8 ဒီကတော့ရှင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ a7 မှာရှင်းတဲ့ရေးထားတယ်အဲဒါတွတ်တွတ်ဘယ်လိုမှမကောင်းဘူးမကောင်းတဲ့ rook a8 လေးပြန်ပြီးတော့ bat ထားတယ်ပေါ့အဲ knight e3 ပြန်လာတယ် knight e3 ရဲ့ idea ကတစ်ချိန်ချိန်မှာဒီ knight ဒီအဲ d5 တွေ f5 တွေမှာအခြေကို scan လေးယူမယ်ပေါ့ဒါပြီးတော့ bishop ချင်းလဲမလားဆိုပြီးတော့လဲကန့်လှန်လာတယ်အဲ့တော့အမဲက andrea c5 ကိုကပါရွှေ့ခဲ့လဲဆိုရင် queen d7 လေးပဲပြန်ပြီးရွှေ့ထားတယ် အဲကြောဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင်ပြောနေပြီးတော့ A5 ဒါကတော့ queen side လေးမှာ space ချဲ့ထားတယ်ဗောနော်တက်နိုင်တယ်များ space လေးချဲ့ထားတယ်အဲပြီးတော့ဆိုရင်ကျွန်တော်ဒီနေရာမှာ rook တွေပါလေဒီအာ queen တွေပါလေထွက်ပြီးတော့ဆိုရင် rook AD1 တွေပါလေလာပြီးတော့အဲကစားဖို့ရှိရဲ့ဗောကျွန်တော် bishop တွေ B3 ချတယ် queen တွေ B3 ချတယ် knight E7 ဟုတ်ပြီ။ night seven လေးရဲ့ idea တွေကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်ဒီနေ့မှအဲ C6 မှာရှိတဲ့ night ကတော့ဆင်မှာတိတ်ပြီးတော့နေရာမကောင်းဘူးနေရာမကောင်းတာဖြစ်ကြတဲ့ night ကိုလှည့်ကစားတဲ့ night E7 idea တွေဒီ D5 တွေ F5 တွေကိုလည်းအဲတတ်ထားပေးသလိုနောက်တစ်ခုကကြဒီ night ရဲ့ idea က night G6 တွေ night F4 တွေလာမယ်ပေါ့နော်။ဒီလိုမျိုး idea တွေဖြစ်ပါတယ်။အဲ့တော့တစ်ဖက်ကဝီရာဘာပြန်ရွှေ့ခဲ့လဲဆိုရင် Rocket D1 ဒါကတော့သူ့ရဲ့ရထားလေးကိုပြန်ပြီးတော့ဟိုပါပေါ့အဲ D5 ကိုခေါ်လာတဲ့တစ်ချိန်ချိန်မှာ ာ D4 တွေပါတွေ့လိုက်ရတဲ့အခါကျရင်တက်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အဲ Knight G6 လာတယ် Knight G6 မှာ Knight F5 လာတယ်ဟုတ်ပြီဝိရဝိရ night ကလည်းဒီ r5 ကိုရောက်လာပဲဒါပေမဲ့လောလောဆယ်မှာတော့အဲဒီ night က r5 မှာရှိရဲဆိုတာနေရာကောင်းမှာရှိရဆိုတော့ပဲရှိရဲလောလောဆယ်ဘာမှသူတို့ကြကြကြီးတိုက်လို့ရတာတော့လောလောဆယ်တော့မရှိသေးဘူးပေါ့အဲ့တော့ဒီမှာက အဲအန်ဒရီယာစီဖန်ကိုကကစားပွဲတန်းမှာဆွဲခဲ့လို့ဆိုရင် D5 အဲဒါလေးကမစိုးကောင်းနေပေါ့နော်ကောင်းနေဆိုတာကအဲဘာကြောင့်လဲဆိုလို့ဆိုရင်ဒီမှာစင်တာကိုတစ်ခါတည်းနဲ့ခြေဖြတ်တယ် D5 ပေါ့နော်အဲလောလောဆယ်ခြေနေတာလောလောဆယ်ခြေနေမှာတော့အဖြူကနေပြီးတော့ ED5 လည်းစားလို့မရဘူး Queen F5 ကြီးစားပါလို့ရတယ်အဲ့တော့ဒီမှာတစ်ခါတည်းနဲ့ဘဟုခြေဖြတ်တယ်ပေါ့အဲ့တော့ D C4 ပြန်တက်တယ်အဲ C4 မှာအဲ E4 ကိုစားတယ်ပြန်စားတယ် ပြန်စားအချိန်မှာ queen ကချိန်ခံတာဖြစ်တဲ့ကြောင့် queen c6 ကိုပြန်ရှောင်းတယ်။ရှောင်းရင်းကရှောင်းတန်းတစ်ပြိုင်တည်းပဲဒီ e4 ပုံလေးကို pressure ပေးထားတယ်။နိုင်နဲ့ queen နဲ့ပေါင်းပြီးတော့ pressure ပေးထားတယ်။အဲ့ဒီနေသားမှာကျွန်တော်တကယ်တမ်းကြည့်မယ်ဆိုရင်အဖြူကနေပြီးတော့ b5 တွေပါတက်လို့ဆိုရင်လည်းအရင်ကတော့မထူးမခြားနာပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ b5 တက်လို့ဆိုရင် queen c5 တွေပါတက်နေခြင်းနဲ့နေလို့တော့ရတယ်ပေါ့။ညာလေးမှာပြန်နေမယ်ဆိုရင်အဆင်ပြေတယ်ပေါ့။အဲ့တော့ဒါပေမဲ့အဲ့တော့ကြောင့်ဒီနေသားမှာဝိညာဉ်ကဘာပဲရွှေခဲ့လဲဆိုလို့ဆိုရင် queen c2 လေးပဲပြန်ပြီးတော့ရှောင်းထားတယ်။ရှောင်းပြီးတော့ဒီ e4 လေးကိုပြန်ကယ်ထားတယ်ပေါ့။ E4 နဲ့ C4 လေးကိုကြည့်ထားတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်ကြည့်မယ်ဆိုလို့ဆိုရင်ကစားပွဲထဲမှာ Andrea Sifan ကိုကဘာရွှေ့ခဲ့လဲဆိုလို့ဆိုရင် King F8 King F8 ရဲ့ idea ကဘာလို့ကျင်လာလဲဆိုလို့ဆိုရင်တော့ဒါတကယ်တမ်းပြောမယ်ဆိုရင်တော့အဲ King ကိုအလွယ်တကူအချက်မခံတဲ့နေရာကိုကျိုးပြီးတော့အဲလောလောဆယ်မှာရှောင်ထားတယ်လို့ပြောလို့ရတယ်။ဒီနေ့အမြပြောမယ်ဆိုလို့ဆိုရင်ဒီမှာ waiting လို့လည်းပြောချင်တော့ပြောလို့တော့ရတယ်ပေါ့။အဲ့တော့ဟိုတခုရှိတာကဗျာဒီနေ့မှာအဲ ဘယ်လိုမျိုးရှိနိုင်လဲဆိုတော့အဲဒီမှာကပြောမယ်ဆိုတော့ဒီနေရာမှာ rook a d8 တွေပါတယ်ဆိုလို့ရှိရင်တိတ်ပြီးတော့အဲအနည်းငယ်လေးဒါအမဲအတွက်အန်ဒီရေမြားမယ်လို့ပြောလို့ရတယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ rook a d8 တွေပါဆိုတော့ rook a rook a d8 တွေပြန်စားမယ်။ပြန်စားပြီးတဲ့အခါမှာကျွန်တော်ဒီမှာအဖြူကနေပြီးတော့ knight e5 တွေပါစားတယ်လို့ရတယ်ဗောနော်။ knight e5 စားတဲ့အခါဆိုပြန်စားမယ်ဆိုလို့ရှိရင် knight e7 ကနေပြီးတော့အဲခွာခွက်တွေရှိရပေါ့။ဒီလိုမျိုးပြကြင်တာပေါ့။ rook d8 ဆိုရင် rook d8 စား အဘီယန်စားပါเนาะပြန်စားပြီးနောက်မှာကျွန်တော်တို့ night take e5 တွေပါတယ်ဒါလေးစားလိုက်လေးရတယ်ဒါစားတဲ့အခါမှာကဲသူပြန်စားမယ်ဆိုလို့ရှိရင်ဇာတ် E7 တွေပါလေခွက်ခွက်လေးရှိရပေါ့အဲအဲ့လိုမျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်အဲဒီနေသားမှာဒါ SFN ကိုအနေနဲ့ပေါ့နော် SFN ကိုအနေနဲ့ဘာပဲလုပ်ခဲ့လဲဆိုရင် gain FA လေးအရင်ရှောင်ထားတယ်ပေါ့ဒါနောက်လက်ကြောင့်ဆိုရင် gain rook A D8 နဲ့ရထားခြင်းလာဆိုင်မှာဖြစ်တယ်ပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေသားမှာအဖြူကနေပါရှိအခဲ့လဲဆိုရင် AG3 AG3 idea ကတော့ဒီ G6 ရဲ့ night လေးကိုအဲချုပ်ထားတယ်ပေါ့နော် F4 တွေ H4 တွေမလာနိုင်အောင်တားထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ background မှာရှိတဲ့ game ကိုလည်းဒါ space လေးပေးထားတယ်လမ်းကြောင်းလေးပေးထားတယ်ပေါ့နော်ဒါ background mate တွေပါလေမဖြစ်အောင်ဒါပြေးပေါက်ဖွင့်ထားပေးတယ်ပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်မထက်ကြည့်ရကျ Rookie DA လာတယ် Rookie DA မှာအဲ Rookie 3ဒါတော့ဒီ idea ကတော့အဲရှင်းတယ်ပေါ့နော်ဒါနှစ်ကောင်ထက်ချင်တယ် Rookie 2နှစ်ကောင်ထက်ချင်တာဖြစ်တဲ့ကြောင်းယထားလေးပေါ်တင်ထားတယ်ပေါ့အဲစားတယ်ပြန်စားတယ်ပြန်စားပြီးတော့မှာ King G8 ပြန်လာတယ်အဲဒါကတော့ဒါကလည်းကျွန်တော် King ကိုအဲပြန်ပြီးတော့အထဲပြန်ထည့်ထားတယ်ပေါ့နော်ဇလောဆန်ဒီခြေနေမှာ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးကြည့်ကြည့်မယ်ဆိုလို့ရှိရင် Rookie Knight တူလာတယ် Knight ကိုအာလှည့်ကစားတယ်ဗျာဒီ Knight ဒီကျွန်တော် Knight ကအာဒီ2ကနေပြီးတော့ Knight B3 တွေ Knight C5 တွေလာပြီးတော့အာဒီလူမျိုးနေရာကောင်းတွေကိုလည်းပို့လို့ရတယ်ပေါ့အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင် Queen D7 27မှာအဲ Queen D7 Knight D7 အာ Queen နေမရှိတော့ဘူးကျွန်တော် Knight Endgame ပေါ့နော် Knight ရဲ့ Rookie ရဲ့ Endgame ပေါ့အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ Knight B3 လာတယ်ဒါတော့အခွင့်ရရခဲ့လို့ရှိရင် Knight C5 တွေလည်းလုံမယ် နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာပါထပ်တွေ့ရတယ်ဆိုလို့ဆိုရင်အာအဖြူနေတဲ့တစ်ချိန်ချိန်မှာ B5 ဒီပါလေးတက်လို့တော့အဲရတော့ရနိုင်တယ်ဗျာဒီ B5 တက်ပြီးတော့အဲသူစားမယ်ဆိုရင်ပြန်စားဆယ် passport နဲ့တလုံးထုတ်ဖို့အတွက်အဲဒီလိုမျိုးလေးလေးကြံစားကြံစားတို့တော့ရတယ်ဗောအဲ့တော့ဒီအနေထားအရသုံးသပ်ကြည့်မယ်ဆိုရင်အနေထားအရပြောမယ်ဆိုရင် equal position ပဲဗောနော်ဘယ်သူမှဟို အရင်ကြီးတာတယ်ဆိုတော့မျိုးတော့မရှိဘူးပေါ့အဲကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် night of 8 night of 8ကတော့ဒါ night လေးကိုပြန်ပြီးတော့လှည့်ထားတယ်အာဒီ night ဒီကျွန်တော်တို့ e6 စီပါတွေကနေပြီးတော့အဲပြန်ထွက်လာပြီးတော့တချင်ချင်းမှာအာ d4 တွေပါတယ်လဲဝင်ခွင့်ရတယ်လဲဝင်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကစားပွဲထဲမှာအဖြူအဖြူကနေပြီးတော့ root d1 လာတယ် root d1 မှာ upset လေးတက်ထားတယ်အဲ့တော့ e5 ပုံလေးကိုပဲ loser မှာ safe လုပ်ထားတယ်ပေါ့နော် အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင် B5 B5 ကတော့အဲကျွန်တော်ခုနပြောလို့ပဲအဲဒီမှာ AP5 စားလိုက်လို့ဆိုရင်သူကပြန်စားမယ်ဆိုလို့ဆိုရင်အဲ့နောက်ဆက်တွဲမှာဆိုလို့ဆိုရင်ဒါ A6 စီပိုင်းနဲ့အဲပြန်ပြီးတော့ဟိုအဖြူကနေပြီးတော့ break တွေလုပ်လို့ရရပေါ့နော်အဲ passport ထွက်အောင်လုပ်လို့ရရတယ်ပေါ့ ဲ့တော့အဲလောလောဆယ်မှာ B5 တက်လာတဲ့အချိန်မှာအမဲရနေပြီးတော့ဝီရနေတယ်မဆားဘူးမဆားပဲနဲ့ King of sorry အမဲရနေပြီးတော့ Andre SC fan ကိုကလည်းမဆားဘူး King of 7ပဲလာခဲ့ပေါ့နော်ဒါ end game ကိုတဖြည်းဖြည်းကူးလာပြီးဖြစ်တဲ့အတွက်ကြောင့်အဲဒါဘာလို့တော်လဲဆိုလို့ရှိရင် King ကို activate လုပ်တယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဘရင်ကိုခေါ်လာမယ်အဲ့တော့ Knight E3 လာတယ်နေရာ Knight E3 ရဲ့ idea ကတော့ အဲမဆိုးဘူးတော့ night က f5 မှာကျွန်တော်ခုနကရရှိမှာပြောခဲ့တယ်ဒီ night ဒီနောက်ဆက်တွဲမှာနောက်ကအဲတိုက်မဲ့ကောင်တွေမပါလာတဲ့ခါကျတော့ရှိမှာတကောင်နဲ့ဘာမှလုံးလုံးမရဘူးနေရာကအဲဒီနေရာမှာ f5 ထပ်ဆာလို့ဆိုရင် night f5 ထပ်ဆာလို့ဆိုရင်အဲ night d5 လေးမှာရှိတာပိုကောင်းတယ်အဲ့တော့ကျ night e3 ကနေပြီးတော့ night ပြန်ပြီးတော့လှည့်ကစားရအောင်နောက်လည်းကျ night d5 တွေပါလေလာမယ်ပြီးကျတော့ဒီ c7 ပွဲကိုသွားပြီးတော့ attacking လုပ်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုတော့ဆိုရင် Rixi 7 Aerosol Rixi 8ဒါလေးကကြိုပြီးတော့ပဲဆက်ထားတယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်95လာတယ်95မှာ gain လေးပြန်လာထားတယ်ပေါ့နော် gain 8 gain 8မှာ night before လာတယ်အတေချာတကူကတော့ကျွန်တော်ဒီမှာဗာတွေ့ရလဲဆိုတော့ဆိုရင်အာ အဝိရေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအမဲရဲ့ assist ball လေးကို pressure ပေးထားတယ်။အဲဒီမှာစားမယ်ပြန်စားမယ်ပြီးနိုင်နဲ့စားမယ်ပေါ့နော်။ဒီလိုမျိုးလေး pressure ပေးထားတယ်။ဟုတ်ပြီအဲ့တော့ဒီနေ့သားမှာအမဲက entry AC fan ကို assist ball လေးကိုမကယ်ဘူးမကယ်ဘဲသူက nice 6လေးပဲလာခဲ့တယ်။ဟုတ်ပြီ nice 6လာတဲ့အချိန်မှာအဖြူကနေပြီးတော့အဝိရေကဒီနေ့သားမှာ battery ကလေးဆိုလို့ရှိရင် after 3ဆိုပြီးတက်ခဲ့တယ်။အဲ့ဒါဆိုကျွန်တော်ဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်ဘာကြောင့် assist ball မစားခဲ့တာလဲပေါ့ဒါတော့မေကွန်ထုတ်စင်မေကွန်ထုတ်စရာပဲ အဲ့ဘာကြောင့်မစားခဲ့ရလဲဆိုတော့ကျွန်တော်ပြမယ်အဲ့တော့ဒီနေရာမှာကပြည့်မြာ ACS စားခဲ့မယ်ဆိုလို့ရှိရင်ဒေါ A နဲ့ပြန်စားမယ်ပြန်စား United ACS စားတဲ့အခါမှာအမေကနေပါပြန်လို့လို့ရဆိုတော့ Rook AA နဲ့ဒီ Knight လေးကိုပြန်ပြီးတော့ချိန်လိုက်လို့ရချိန်တဲ့အခါမှာ Knight ကထွက်เสียနေရသည် B4 ကပဲပြန်ထွက်ရမယ် B4 ကပြန်ထွက်တဲ့အခါမှာ Rook B8 လေးသွားလိုက်လို့ဆိုရင်အာဒီနှစ်ကောင်ကကျွန်တော် Secure ဖြစ်ပြီးတော့အဲတကောင်ပြီးလိုက်မှဖြစ်တယ်ပေါ့အဲ့တော့ဒါဆိုလို့ဆိုရင်အဖြူကနေပြီးတော့ဝီရရှုံးသွားမှဖြစ်တယ်အဲ့တော့ဒီနေသားမှာသက်ဆာတို့မရဘူးပေါ့ ်မရတဲ့ကြောင်မစားဘူးမစားဘဲနဲ့ဘာပဲလုပ်ခဲ့လဲဆိုရင် F3 တွေပဲတက်ထားတယ်ဗောနော်ဒီနေသားမှာ F3 မှာတဲ့အဲကျွန်တော်တို့မထက်ကြည့်မယ်ဆိုလို့ဆိုရင်အဲ Rick AA လေးပြန်ပြီးတော့ဆယ်ထားတယ်ဆယ်ထားတဲ့နောက်မှာအဲ King F2 လာတယ် KF2 မှာ Knight DC5 Knight လဲမလားဗောလဲတယ်ပြန်စားတယ်ပြန်စားပြန်နောက်မှာကျွန်တော် Rook D5 Knight ကိုချိန်ထားတယ်အဲ့တော့ Knight က E6 လေးမှာပြန်နေတယ်အဲစားတယ်ပြန်စားတယ် အဲပြန်စားပြီးနောက်မှာကျွန်တော်ဒီနေသားကိုကြည့်ကြည့်လိုက်မယ်ဆိုလို့ဆိုရင်အဲဘာတွေ့ရလဲဆိုတော့ဒီနေသားမှာကျွန်တော်တို့အကောင်တွေကအတူတူပဲအဲဘာတွေ့ရလဲဆိုတော့အမဲရဲ့ A6 ဘုံးတွေ C7 ဘုံးတွေကဒါအဖြစ်ရဲ့ target ဖြစ်နေတယ်ဝိနေရတော်တော်လေးဝိနေလို့ပြောလို့ရတယ်လောလောဆယ်မှာဆိုလို့ဆိုရင် Nike ကဒီဘုံးလေးကိုချိန်ထားတယ်အဲ root ကပြန်ကယ်ထားရတယ်ပေါ့ လောလောဒါပေမဲ့တခုရှိတာကဒီကောင်းလေးကိုနောက်ထပ်ထပ်ချိန်မဲ့ကောင်မပါလာဘူးထပ်ချိန်လို့လည်းမရဘူးတနည်းအားဖြင့်ပြောမယ်ဆိုလို့ဆိုရင်ဒီ aces ကဘုံဆိုလို့ဆိုရင် rook နဲ့လည်းထပ်တိုက်လို့မရသလိုဒီ c7 ကဘုံကိုဆိုလည်း pressure ပေးဖို့ဆိုတာကဟိုခတ်နေသေးရပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုရင်အဖြူကနေပြောပါချွေးကလေးဆက် game e3 ပဲလာတယ် game e3 မှာဒီမှာအမဲရပါချွေးကလေးဆက် g5 တက်တယ်ပေါ့အဲတော့လည်းဒီဘက်ကနေပြီးတော့အဲ game side ကနေပြီးတော့နည်းနည်း ဘာကြီးလုပ်လို့ရမလဲပေါ့အဲ G5 မှာကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှင် C5 အာ C5 space လေးချဲ့ထားတယ်အဲ့တော့ C5 မှာနောက်ဆုံးတော့အာ Andrea Sifan ကိုအနေနဲ့ဒီမှာ A6 ကပုံပေးခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီ A6 ကပုံတစ်လုံးကို Rook နဲ့ထိုင်ခဲ့ထားရတာဒီအာတောက်ချော်ကြီးကဲထားရတာဒီရေးရှိမှာအဆင်မပြေဘူးကို Rook ကတော်တော်လေး passive ဖြစ်နေမယ်အဲဒီနေရာနဲ့သွားလို့မရအောင်အဲ့တော့နောက်ဆုံးဘာလုပ်လိုက်လဲဆိုရင်အန်ဒရီအစီဖန်ကိုက rip ba လာခဲ့တယ် ASIC ကပုံပေးလိုက်တယ်ပေါ့အဲပေးတယ်ဆိုပေမဲ့လည်းပဲသူကပြန်ယူလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ night ASIC ဆားလို့ဆိုရင် rookie A နဲ့ချိန်လို့ဆိုရင် i night ကပြန်ပေးလို့ဆိုရင် A5 ကပုံလေးပြန်ဆားလို့ရတယ်ပေါ့။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှာဆားတယ်ပြန်လာတယ် ပြန်ရှောင်းတယ် A5 ကိုစားတယ်အဲ့တော့ဘာကွာပါလဲဆိုရင် A6 ပုံနဲ့ A5 ပုံနဲ့လဲလိုက်တယ်လဲလိုက်တဲ့အချိန်မှာအမေရဲ့ rook ကပြန်ပြီးတော့ active ဖြစ်သွားတယ်အခုနောက်တော့ကျွန်တော်တို့ဒီ rook rook က A8 မှာပဲပေပြီးတော့နေနေမယ်ဆိုလို့ဆိုရင်အဲ့ရထားကြီးကတော်တော်လေး passive ဖြစ်နေမယ်အခုဆိုလို့ဆိုရင်ဒါတော်တော်လေးဒါ active ဖြစ်သွားပြီပြောလို့ရတယ်လဲလိုက်ချိန်မှာဆိုရင်ဒါ C5 ပုံကိုလည်းချိန်ထားတယ်ပေါ့အဲ့တော့ C6 ဆက်တယ်ရထားချင်းလဲမလားကန့်လန့်နေပေါ့ အဲ Adria Sifanko ကဘာဖြစ်ခဲ့လဲဆိုရင် Rook A4 နဲ့ Knight ကိုမောင်းတယ်မောင်းတဲ့အခါမှာ Knight အဲ Rook B5 ဖြစ်နေပြန်ခဲ့တယ်နောက်လည်းကြာကျတော့ Rook B8 ဒီဘက်နဲ့ချက်မယ်ပြီး Knight D5 ဒီဘက်ကြီးလာမယ်ပေါ့နေရာ ကောင်းတွေပို့မယ်ပေါ့နော်ကစားကောင်တွေအကုန်လုံး activate လုပ်မယ်ပြီး F6 တွေအဲ H6 တွေကိုဒီ A rank နေရာနဲ့တွားပြီးတော့ pressure ပေးလို့ရတယ်ပေါ့ ဟုတ်ပြီအဲ့ကျွန်တော်ဓာတ်ကြည့်မယ်ဆို94လာရထားအချိန်နဲ့အဲ့ဒါရထားချက်တယ်ချက်တဲ့ခါမှာ gain e7 လာတယ် gain e7 မှာ95နဲ့ချက်တယ်ချက်တော့ gain d6 ကိုလာတယ် gain d6 မှာကျွန်တော်ဒီနေသားမှာဆိုတော့ကျွန်တော် top engine move ပေါ့နော် engine ရဲ့အကြံပေးချက်အရတော့ဘာပေးလဲဆိုတော့အဖြူကနေပြီးတော့ f4 တွေပါတယ်ပေးတယ်ပေါ့နော် f4 တွေပါတက်ကစားပေါ့ဘာကြောင့်လဲဆိုတော့ f4 တက်လေဒီကောင်းကတော့နေသားအရပြောမယ်ဆိုတော့လောက equal position ပဲပေါ့နော်ဘာကြောင့်အမဲရနေပြီးတော့ rook a3 တွေ rook a2 တွေနဲ့တောက်ချောက်အဲပြန်ပြီးတော့အဲ perpetual တွေလုံးလို့ရတယ်ပေါ့ ဲ့တော့ဒါမဲ့ကစားပွဲထဲမှာဒီအခြေအနေတို့ကစားနေကစားပွဲဒီ rapid ပွဲဖြစ်တယ်15-30ပေါ့နော် time control ကအဲဒါမဲ့လက်ရှိမှာဒီ46ကွက်ကိုရောက်နေပြီ46ကွက်ရောက်နေတဲ့အနေအထားတစ်ခုမှာအဲဝီအနေနဲ့ဝီမှာက42စက္ကန့်ကျန်တယ်အဲအဖြူအနေအနတမားဖြစ်တဲ့ Andri SC Fan ကိုကဒီအချိန်မှာတမင်းနဲ့22စက္ကန့်ပဲကျန်တယ်ပေါ့နော်။ဒါပေမဲ့ပြောမယ်ဆိုလို့ကျွန်တော် Andri SC Fan ကိုကအဲဒါအချိန်တာအဖြစ်တာတယ်လို့ပြောလို့ရတယ်။ဒါဒီနေ့သားမှာ ဝီရပါပဲရှိခဲ့လို့ဆိုရင် night fs အဲ night မွန်လေးပဲစားခဲ့တယ်ဗောနော်အပေါ်စားခဲ့တဲ့ချိန်မှာတဲ့အမေကနေပြီးတော့ဗာပြန်ရှိတယ်ဆိုချက်တယ်ချက်ပြတဲ့အခါမှာ game လာတယ် night f3 ပြန်စားချက်တယ်ချက်တဲ့အခါမှာ game ပြန်လာတယ်အဲ့တော့ game c စားတယ်အဲ့လိုဆက်မှာဆိုရင်အမေကပွန်လေးတစ်လုံးအသာစီရရှိသွားတယ်လို့ပြောလို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဗာ၄ဆက်ဖြစ်မလဲဆိုတော့ကြည့်တာပေါ့ဒီနေ့သားမှာ rick h8 လာတယ်ပေါ့ဟုတ်ပြီအဲ့ rick h8 မှာ ပုံမှန်အပြည့်စုံတော့ကျွန်တော်တို့ဒီကောင်ကဒီနေထားအမဲကတာတယ်လို့ပြောလို့ရတယ်ဗောနော်အတာစီရရှိတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အမဲမှာကဒီဘက် passport တလုံးကတော်တော်လေးအဲ strong တယ်ဗောနော်အအဲ့ဒါမဲ့ဒီပွဲဒီတော့ rapid ပွဲဖြစ်တဲ့အတွက်ကြောင့်အချိန်ရတယ်10မိနစ်ပတ်ချလဲမှာနှစ်ယောက်ကစားနေရဖြစ်တဲ့ကြောင့်နှစ်ယောက်လုံးဒီနေရာမှာအဲအမားလေးတွေရှိရပေါ့အဲပုံမှန် classical ပွဲတာဆိုလို့ဆိုရင်တော့ဒီနေသားကအမဲရအဲနိုင်မှုများတယ် ဲ90ရာခိုင်နှုန်းလောက်ကအမဲနိုင်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဒီမှာဆိုကျွန်တော်တို့ကစားပွဲထဲမှာတော့အမဲကစားသမားဖြစ်တဲ့ SC Fanco က Route 82နဲ့ချက်ခဲ့တယ်ပေါ့တကယ်တမ်းပို့ပြီးတော့ကောင်းတာက Gen C5 ကပို့ပြီးတော့ကောင်းတယ် ကင်းစီ5မှာအကဲသူကကင်းတိတ်အဲ sorry root 8 8တွေပါစားမယ်ဆိုလည်းကျွန်တော်တို့ကင်းစီ4လာလိုက်လို့ရတယ်ဗောနောကင်းစီ4လာပြီးတော့ဆိုရင်အဲ့တော့မှာအမဲအနေနဲ့ rook a2 ချက်လို့ရတယ်ပြီးရင်ကျွန်တော် c5 တွေပါတက်လာလို့ဆိုရင်ဒီ passport လေးကတော်တော်လေးထိန်းရခတ်သွားမယ်လို့ပြောလို့ရတယ်ပြီးတော့ after 3မှာရှင်းနိုင်ကလည်းဒီ e5 တွေ g5 တွေကိုထိန်းတာထိန်းတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီကောင်းလေးကိုလည်းဖြူနေနဲ့ pressure ပေးလို့မရဘူးအဲ့တော့ဒါအမဲကတော်တော်လေး fine နဲ့အဆင်ပြေရဗောနော ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲပြန်ကြည့်မယ်ကစားပွဲထဲမှာဒီနေထားမှာ root a2 နဲ့ချက်တယ်အဲချက်တော့ king d3 လာတယ် king d3 မှာ root a h2 စားတယ် a6 ပုံလေးကိုပြန်ပြီးတော့ကယ်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာ knight g4 လာတယ်အဲ knight g4 မှာအဲ root g2 ပြန်လာတယ် g3 ပုံလေးစားမယ်ပေါ့နော်အဲ့ဒီမှာစားတယ်ပြန်စားတယ်ဒါဆိုရင်မှာဆိုလို့ဆိုရင်ကျွန်တော်ဒီနေထားကတော့တကယ်ပဲဟို ပြောမယ်ဆိုလို့ဆိုရင်အမဲကနိုင်လောက်အောင်တာသွားပြီလို့ပြောလို့ရတယ်ဗောနော။ဘာကြောင့်လဲဆိုတော့လက်ရှိမှာ passport နှလုံးရှိရယ်ဗောနော။ဒီ C5 မှာလည်း passport နှလုံးရှိရယ်။ G5 မှာလည်း passport နှလုံးရှိရယ်။ပေါ်နှလုံးအတာသေးရရှိတာတယ်။အဲ့တော့အာဒီနေသားမှာအပြူကနေပြီးတော့ Nine Five ရှိရယ်ဗောနော။ဝီရ Nine Five ရှိရယ်။ root ကိုချိန်ထားတယ်။ root ကိုချိန်တဲ့အခါမှာအာ root G 3 root G2 ဗော။အကောင်းဆုံးကတော့ root G1 ထိလာလိုက်တာအကောင်းဆုံးပဲဗောနော။အာဘာလို့လဲဆိုတော့ဒီကောင်ကတန်းပြီးတော့ ဟိုယထားကလည်းဟိုချက်ွက်တွေပါလေလက်ရှိမှာယထားကိုလည်းအလွယ်တကူတစ်ဖက်ကပြန်ချိန်လို့မရဘူးပေါ့ဗျာဒါပေမဲ့ကစားပွဲထဲမှာတော့ Andrea Sivan ကိုကအဲ Richie Du ပဲသွားထားတယ်ပေါ့ Richie Du မှာဟိုဘာလို့လဲဆိုရင် Route 87လေးလာတယ် Richie Sivan ဒီနေ့ထားမှာ ဟို idea ကတော့ဘာလို့ကျင်လာလဲဆိုတော့ဆိုရင်ဒီအဖြူနေနဲ့ဝီရီနေနဲ့ဒီ C7 ပုံးလေးကိုသူက pressure ပေးမယ်သူ့မှာအဲဒီနေသားမှာပြောမယ်ဆိုဆိုင်နိုင်မို့အတွက်အဲမရှိဘူးလို့ပြောလို့ရတယ်ဗောနော်တော်တော်လေး chance ကိုနည်းတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီအာဒီသူတို့ရဲ့ပွဲကိုအဆုံးတန်တာလေးကိုကျွန်တော်အဲ့လိုမျိုးဒီ live ကြည့်ကြည့်ရပါတော့ live ကြည့်တဲ့အခါမှာဝီရီတော်တော်လေးကိုအဲအချိန်က pressure ပြီးတာဘယ်လောက်ထိပြီးလဲဆိုရင်သူ့ရဲ့ time control ဒီ တစ်စက္ကန့်အထိရောက်တယ်တစ်စက္ကန့်အဲကျွန်တော်အဲဟိုလုံးဝအဲတောင်ဟိုဒီပွဲဒီကျွန်တော်တို့10စက္ကန့်ဟိုအချိန်ပိုပါတယ်ဗောနော်ဒါကွက်ရှိတိုင်း10စက္ကန့်ပေါင်းတာဖြစ်တဲ့အတွက်ကြောင့်သူဒီသူအချိန်ဒီ3စက္ကန့်လောက် ရောက်လိုက်ရိုက်လိုက်အချိန်သာ3စက္ကန့်ပြန်ဖြစ်သွားလိုက်အဲ့ဒီနေမှာတစ်ခါထပ်ပြီးစဉ်းစားတယ်စဉ်းစားစဉ်းစားနေတစ်ခါဘာပြန်ဖြစ်လဲဆိုရင်တစ်စက္ကန့်ထိရောက်သွားတယ်တစ်စက္ကန့်လုံးဝကြာမလို့ဗောတစ်စက္ကန့်ပြန်နေ00ဆိုတာသူရှုံးပြီ ဒါပေမဲ့အဲ့တက်ဆက်ကမှာတစ်ခါပြင်းရတဲ့ခါကျ70ဆက္ကန့်ပြန်ဖြစ်သွားတယ်။အဲတော်တော်ဟိုပါပြန် risk ပဲကျတော့တော်တော်ဟို pressure ပြီးရပေါ့။ဟုတ်ပြီ။အဲ့တော့ဒီနေ့သားမှာအဲဒီနေ့သားမှာလေအဝီရဲ့ idea ကအဲ night က e3 လာမယ်ပြီး d5 လာပြီးတော့ဒီ c7 ကဘုံလေးကို pressure ပေးမယ်ပေါ့။ဟုတ်ပြီ။အဲ့တော့ game b6 ကိုပြီးတော့ရှေ့။အဲ game b6 ရွေးကွဲကတော့အဲတကယ်တော့ပြောမယ်ဆိုမကောင်းလို့ပြောလို့ရတယ်။အဲဒီနေ့သားမှာ game b စစ်ကတိတ်မကောင်းဘူးပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာကအကောင့်နဲ့ရွှေ့ခွာကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ rookie 2လေးရွှေ့ထားတာအကောင်းဆုံးပဲပေါ့နော် rookie 2လေးရွှေ့ထားတယ်လို့ရှိရင် rookie 2မှာတော့ rookie 7လာမယ်ဆိုလို့ရှိရင်တော့ rookie 3နဲ့ချက်လို့ရတယ် rookie 3နဲ့ချက်မှာ king c4 လာမယ် king c4 မှာ92နဲ့ချက် king b4 လာမယ်ဆိုလို့ရှိရင်အာ rookie 3နဲ့ချက်အဲ့မှာကျွန်တော် king a4 လာမယ်ဆိုလို့ရှိရင် rookie 3ပဲပြန်လာထားပါ ရစီဒရီမှာမှာသူက rotate e5 တွေပါနဲ့အစပွန်ဆာမယ်ဆိုလို့ဆိုနေကျွန်တော်တို့ကချက်ပေါ့ချက်တဲ့အခါမှာ king က a3 လာမယ်ပြီးရင်ကျွန်တော် rotate အလဲလိုက်ပေါ့ rotate လဲလိုက်လို့ဆိုရင်ဒါနိုင်သွားပြီပေါ့နော်ကျွန်တော်ဒီမှာ root ကအာရှောင်းလွဲလို့လည်းမရဘူးလို့ပြောလို့ရတယ်ပေါ့ဒီ a5 ကိုလည်းသွားလို့မရဘူး a5 ကိုသွားရင် knight c4 နဲ့ခွာလိုက်လို့ရတယ်အဲ့မဖြစ်မနေရှောင်းလဲလိုက်မယ်ဆိုလဲလိုက်မယ်ဆိုလို့ဆိုရင်လည်းပဲအဲဘတ်စပွန်နှလုံးနဲ့ဆိုတော့ဒါဒီနေသားကအဖြူသမားရှုံးနေပေါ့နော်ဝီအနေနဲ့ရှုံးသွားမှာဖြစ်တယ် ဟုတ်ပြီအဲ့တော့ဟိုကစားပွဲတည်းမှာတော့ Andre SC Fanco ကအဲ King Basic ဆိုပြီးရွှေ့လိုက်တယ်။ဒါ King Basic ရွှေ့လိုက်တဲ့အခါမှာ Wii Wii နေနဲ့93 95တို့ကပို့ပြီးတော့ဟိုရသွားတယ်ပေါ့ဗျာ DC7 ပုံးလေးပြန်ပြီးတော့အာရမယ့်အခြေအနေတစ်ခုတော့ဖြစ်သွားတယ်ပေါ့။အဲ့တော့ကစားပွဲတည်းမှာအဖြစ်ကနေပြီးတော့93ဆိုပြီးတော့ရွှေ့လိုက်တယ်။93ရွှေ့ပြီးတဲ့နောက်မှာအဲဘာပြောလို့ရလဲဆိုတော့ဒီနေ့တည်းမှာ SC Fanco ကလည်းပြောမယ်ဆိုရင်ဒါ25စက္ကန့်လောက်ပဲကျန်တာ25စက္ကန့်လောက်ကျန်တယ်သူရဲ့ ဒီ live live action မှာကျွန်တော်ကြည့်ရတဲ့အခါကျသူဒီ night root ကိုချိန်ထားတာတွေ့ရနော်တွေ့တယ်တွေ့တဲ့ချိန်မှာသူ root ကိုရွှေ့မလို့လို့ ਨੇ အဲလက်ကတစ်ချက်ရွေလိုက်တယ်ပေါ့လက်ရွေလိုက်ရွေပြီးတဲ့အခါမှာနောက်တစ်ခုသူဘာပြန်တွေ့သွားလဲဆိုတော့ဒီ router ရှောင်ပြီးသွားလို့ဆိုရင်95နဲ့ချက်လိုက်လို့ဆိုရင်ဒီ C7 ပေါင်းလေးရပြန်ပြီးပေးရမှာအဲအဲ့ဒါလေးလည်းပြန်ပြီးတွေ့သွားတွေ့သွားတဲ့အခါမှာသူ့ရဲ့ဒီ time pressure ပေါ့နော်အဲအချိန်က25 second ပဲကျလာပြီးတော့ဒီပွဲဒီ သူ့အနေနဲ့ဆိုရင်အဆုံးစရာမရှိတော့တဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်။ဘာကြောင့်လဲ passport နှလုံးတားနေ။အဲအဲ့ချိန်မှာ မဖြစ်တော့လဲဆိုတော့ဒီပွန်ဘက်ကိုပြန်ပြီးတော့ pressure ရောက်လာတဲ့အခါမှာသူ့ရဲ့စိတ်ဒီ root ကိုချိန်ရတာလုံးဝမေ့သွားတယ်။မေ့သွားတဲ့အတွက်ကြောင့်ဘာ trail လဲဆိုရင်စီစစ်ဆိုပြီးရွှေ့လိုက်တယ်။စီစစ်ရရှိလိုက်တယ်စီစစ်ရရှိလိုက်တဲ့အချိန်မှာပဲဝီရ်က ጓ ဆိုပြီးကောက်စားသွားနိုင်တဲ့ချီတူးဆိုပြီးစားသွားအဲ့တော့ တတော်ကြီးကိုနှမျောဖို့ကောင်းတဲ့ကစားပွဲတစ်ပွဲဖြစ်တယ်ဒီဘွဲကအန်ဒရီအစီဖန်ကိုလေးနဲ့တကယ်ဟိုစိတ်တုတ်ဟိုဘယ်လိုပြောမလဲတတော်ခံစားမယ်အရာတခုလို့ပြောလို့ရတယ်ဗောနော်ဒီဘွဲကြီးကိုသူ့ရဲ့ဟို lifetime မှာသူ့ရဲ့တသက်တာမှာမေးလို့မရတဲ့ဘွဲတစ်ဘွဲလို့ပြောလဲမမှားဘူးလို့အဲပြောလို့ရတယ်ဗော။ဘာကြောင့်လဲဆိုတော့ဒီဘွဲကသူနိုင်ရမယ့်ဘွဲကနေပြီးတော့ရှုံးသွားတာ ရှုံးတာလည်းရှုံးတင်လို့ရှုံးတာမဟုတ်ဘူးယထာယူ free ကျွေးလိုက်တာအဲ့ free ကျွေးလိုက်လို့ရှုံးသွားတာပြီးတော့နောက်တစ်ခုကကြတော့ဒီပွဲတာ तू နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီ semi final ကနေပြီးတော့နောက်တစ်ဆင့်တက်တဲ့အနေနဲ့ final ကိုလည်းရောက်သွားမယ်အဲကမ္ဘာဖလားရဲ့ final ကိုလည်းရောက်သွားမယ်ပြီးတော့နောက်တစ်ခုကဒီပွဲနိုင်တာနဲ့ auto candidate မှာ qualify ဖြစ်သွားမှာ candidate ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရအောင်မှာဖြစ်တယ်ဒါပေမဲ့အဲ ဒီပွဲရှုံးသွားတဲ့အတွက်ကြောင့်ဒီမှာ semi final မှာပြုတ်ပြီးတော့အဲဒါ final တက်ခွင့်မရလိုက်ပေါ့ဒါပေမဲ့တကူရှိတာကအဲတတိယလူပွဲကြံနေရပါတော့တတိယလူပွဲမှာဒါ Andre SC Fanco အနေနဲ့အဲနိုင်ခဲ့မယ်ဆိုရင်တော့ဒါ candidate ပြိုင်ပွဲအတွက်နေရတဲ့နေရာသူ့အတွက်ရလာမှာပါအဲ့တော့ ဝီကလည်းဒီပွဲပြီးတဲ့အခါမှာသူကအင်တာဗျူးမှာဗာပြောထားလဲဆိုလို့ဆိုရင်အာဒီပွဲကတော့သူရှုံးတဲ့အနေထားနဲ့ပြန်ပြီးတော့ကန်ကောင်းသွားလို့ပေါ့နော်နိုင်သွားတယ်ပေါ့တကယ်တော့ကျွန်တော် chess မှာက chess မှာမဟုတ်ပါဘူးကျွန်တော်ဒီမှာဘလောက်ပဲကောင်းကောင်းပေါ့နော်တခါတရံမှာကန်ရဲ့ဖိမမှုကလည်းလူလေးရဲ့ပေါ့နော်ဒီမှာဆိုလဲဝီကတော်တော်လေးကန်ကောင်းသွားတယ်ပြောလို့ရတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဝီကအာဗာပြောခဲ့လဲဆိုတော့ ဒီပြိုင်ပွဲကြီးကအခုဆိုရင်သူက final ကိုရောက်သွားပြီဗောနော final လည်းရောက်သွားပြီပြီးတော့အဲ candidate ပြိုင်ပွဲအတွက်လည်းနေရာတနေရာရောက်သွားပြီအဲ့တော့ဟိုဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝိကြီးကပြောထားဆိုရင်အခုလက်ရှိအောင်မြင်မှုအားတဲ့သူရဲ့ဒီဗောနော်အဲစစ်တွေ့ရင်ကစားသမားတက်တန်းတက်လျှောက်မှာအကြီးမားဆုံးတော့အောင်မြင်မှုပဲတဲ့ဒီတစ်ခါမှ ဒီလိုမျိုးလည်းမရောက်ဘူးအဲဒါ World Cup Final လည်းမရောက်ဘူးသလိုတခါမှလည်း candidate ပြိုင်ပွဲကိုမကစားဘူးပေါ့ candidate ပြိုင်ပွဲဆိုတာကဒီ chess လောကမှာ chess တမားတွေတော့ဒါအိမ်မက်တစ်ခုလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီ candidate ပြိုင်ပွဲမှာဒါအနိုင်ရခဲ့မယ် champion ဖြစ်ခဲ့မယ်ဆိုလို့ဆိုရင်ကမ္ဘာ champion ကိုတိုက်ရိုက်စိန်ခေါ်ခွင့်ရမှာဖြစ်ပါတယ်။အဲဒါကြောင့် candidate ပြိုင်ပွဲဆိုတာအကုန်လုံးကစားခြင်းနဲ့ပြိုင်ပွဲတစ်ခုလို့ပြောလို့ရပါတယ်။ ဟုတ်ပါပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဒီဗီလေးကတော့ဒီလောက်ပါပဲဒီဗီနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိချင်တာချို့ဆိုရင် comment တွေမှာမေးမြန်းခဲ့လို့ရပါတယ်ကျွန်တော်ဒီဗီလေးကိုအစားဆုံးလာရအောင်ပေးကြတဲ့တောင်းရှင်းတဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ